ောင်ဝဲခံရင်ဒဏ်ရာရခဲ့တဲ့ဘိုင်ယန်ကိုသမနော်ယာလေဘကိုစင်တဲ့ဘွဲမှာမူစီယာလာရဲ့ဒွင်းငိုးကိုအောင်ဝဲခံရင်နဲ့ဘိုင်ယန်မြို့နယ်ကိုသမနော်ယာဟာဒဏ်ရာရခဲ့ပါတယ်ဂျာမန်ဝိုင်းရင်ကိုသမနော်ယာဟာဘိုင်ယန်မြို့နယ်တင်းကလေဘကိုစင်တင်းကိုတောင်းကိုဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ချန်ပီယံရောင်း60ပထမကြော့ပွဲစဉ်မှာဘိုင်ယန်မြို့နယ်ကွင်းလင်တိုက်စစ်ကစားသမားမူစီယာလာရဲ့ဒွင်းငိုးကိုအောင်ဝဲခံရင်ဒဏ်ရာရရှိသွားခဲ့ပါတယ်နော်ယာဟာခြေစုံကျတာဒဏ်ရာရရှိသွားခဲ့တဲ့အတွက်ပွဲကိုဆက်ကစားနိုင်ခြင်းမရှိတော့လို့ဘိုင်ယန်မြို့နယ်တင်းဟာသူ့ကိုပွဲချိန်58မိနစ်မှာလူစားလဲမှုပြုလုပ်ခဲ့ရတာပါ ဘိုင်မြူနစ်တင်းအတွက်တိုင်ပွဲစုံပေါင်း954ပွဲအထိပါဝင်ကစားထားတဲ့နော်ယာဟာဒဏ်ရာကြောင့်ချန်ပီယံလိရောစစ်တီဒုတိယကျောက်ပွဲစဉ်ကိုပါဝင်နိုင်ဖို့မတိကျဘူးလို့ကြည်ရပါတယ်။ဘိုင်မြူနစ်နီးပြကွန်ပဏီကနော်ယာဟာဒဏ်ရာချင်းတွေကိုစောင့်ကြည့်ရမှာဖြစ်ပြီးသူတို့ဟာအဓိကကစားသမားတွေမပါဝင်ဘဲပွဲတွေကစားခဲ့ဖို့တာကြောင့်သူမပါဝင်နိုင်တဲ့ထက်ပြီးလုံဆောင်ရမယ်လို့ပွဲပြီးမီဒီယာတွေ့ဆုံမှုမှာဆိုခဲ့ပါတယ်။နော်ယာဟာဘိုင်မြူနစ်တင်းနဲ့နောက်ထပ်တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုထားတာကြောင့်2026ခုနှစ်နွေရာသီအထိဆက်ရှိနေမှာဖြစ်ပြီး ဘိုင်းမြူနစ်တင်းဟာလေဗာကူဆင်တင်းကိုအိမ်ကွင်းမှာဂိုးပြတ်နိုင်ရခဲ့တာကြောင့်နောက်နှစ်ဆင့်တက်ဖို့အခြေအနေကောင်းပြီးပိုင်ဆိုင်သွားခဲ့ရပါတယ်။ကုမ္ပဏီကလေဗာကူဆင်တင်းအိမ်ကွင်းမှာကစားမဲ့ဒုတိယကြော့ပွဲစဉ်မှာလည်းပထမကြော့ပွဲစဉ်တုန်းကတိုင်ကစားဖို့အတင်းသားတွေကိုတောင်းဆိုခဲ့ပါတယ်။ဘိုင်းမြူနစ်တင်းဟာဒီရာဒီဘွန်တိုလီကပြိုင်ပွဲမှာလေဗာကူဆင်တင်းကိုရှင်းမှတ်ဖြတ်ပြီးအမှတ်ပေးစရာကိုဥဆောင်နေတာပါ။ဒီမှာကျွန်တော်တို့ကတည်းကအမှားတွေ